Hello အားလုံးမင်္ဂလာပါကိုတေးဖုတ်ဘောချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုကတော့ကျွန်တော်ရဲ့အတင်းမကြက်ဆောင်ရတဲ့အတင်းဒါ Anfi Queen မှာဂျိုးကြသားစားခဲ့တဲ့ဗီဒီယိုတုံးတက်ဒါအနိုင်ပွဲတုံးတက်ပြီးမှဖြစ်ပါလေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါပြောမယ်လေမနေ့ကဗီဒီယိုမှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်ခဲ့တယ်လီဗာပူးဘော်ဒီကြိုက်ခဲ့တယ်ပေါ့နော်လီဗာပူးပြန်ပြီးနိုင်ရမယ့်အနေထား နိုင်ပွဲရတဲ့မီ၃ပွဲဆက်လက်ရှုံးပြီးသွားပြီး၄ပွဲဆက်တော့မရှုံးတော့ဘူးဆိုတော့ဒီ flow တစ်ခုเนี่ยကျွန်တော်ရွေးပေးခဲ့တယ်ပေါ့ဒါပေမဲ့တကယ်တကယ်ပွဲတဲ့မိနစ်60လဲစကန်တဲ့အခါမှာကျွန်တော်ထင်သားသလိုမဖြစ်ခဲ့ဘူးအရင်လိုမျိုး MF ကကျွန်တော်တို့ထင်သားသလိုမျိုးအရင်ကြီးအဲကြောက်ခမန်းလေးလေးဖြစ်နေဖြစ်မနေဘူးပေါ့เนาะအဲ့တော့ကျွန်တော်ဒီပွဲမှာဘာတွေထူးထူးခြားခြားတွေ့ရလဲပေါ့เนาะကျွန်တော်လည်း ဟိုပွဲကြည့်နေနေမြင်ရတဲ့အရာလေးပေါ့နော်ညီတို့လည်းဒါဘာတွေက bit moment ဖြစ်ခဲ့လဲဆိုတာလေးတွေကိုဒါ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအဲ့တော့ main fan တွေရှိတဲ့ညီတို့တွေဆိုရင်လည်းဒါပျော်ကြမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Liverpool နဲ့ Man U ဆိုတာကတမိုင်းစဉ်ဆက်ဆက်ကျွန်တော်ဟိုးကလေးဘွားကလေးက main ပွဲတွေစပြီးတော့ကြည်ကလေးကပြိုင်ဆန်မှုတွေပြင်းထန်ခဲ့တယ်ဆိုတာဒါ main fan အားလုံးသိတယ်ပေါ့နော်အဲ့တော့ မိုင်းဖန်ညီကိုတွေအနေနဲ့လည်းကိုယ့်ရဲ့ bit moment တွေကိုဒါ comment ဝေအောင်ဆင်းလင်းသွားလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီပွဲမှာအဓိကဘာတွေမြင်ရလဲပေါ့နော်အဲပွဲဆက်လာခြင်းမှာပဲအဓိက bit moment ပွဲဆက်လာခြင်းမှာဒီဘန်ဒိုက်ရဲ့အားနေချက်လို့ပဲကျွန်တော်ကမြင်တယ်ဘန်ဒိုက်ဒီဘောလုံးရှင်းထုတ်လိုက်တာမြင်ပေါ်ရှင်းထုတ်တာဒီမက်အင်္ဂလစ်တာကိုတွားပြီးတော့တထောင်နဲ့ကျွေးလို့ဖြစ်တယ်အမူမူလည်းလဲကြတယ်မက်အင်္ဂလစ်တာလည်းလဲကြတယ်မက်အင်္ဂလစ်တာဒီဒါထိခိုက်မှုများွားတဲ့အတွက်သူပြန်ချက်ချင်းမထနိုင်ခဲ့ဘူး အမှုမူကတော့ဒါပြန်ထားတယ်ဘူကီအဲဒိုင်ကနေပြီးတော့ဘာမှခရမှုတ်တာမမြင်တဲ့အတွက်သူချက်ချင်းထပြီးတော့တိုက်စစ်ကိုလိုက်ပါသွားတယ်ဒီဘက်ကဘရူနိုကနေပြီးတော့ကျွန်တော်ဒီစပြီးတော့အာမက်ကိုလှမ်းပြီးတော့မပီးလိုက်အာမက်ကပြေးဆွဲသွားတယ်အမှုမူအလိုက်တင်ပြေးလာတာလေးကိုဂိုးရှီကိုမျောပီးလိုက်နော်အဲအနေပဲဂိုးစရာ2မိနစ်မှာပဲပွဲဆက်လိုက်2မိနစ်900အဲ့တော့ဒီကိုကနေပြီးတော့ပဲကျွန်တော်တို့ယူနိုက်တက်ကိုပို့ပြီးတော့ဒါယုံကြည်မှုတွေရှိသွားသေးတယ် လပမှုကိုပို့ပြီးတော့အန်ဒါပရက်ရှာအောက်ကိုရောက်သွားစေတဲ့အနေထားရှေ့မှာလည်းတုံးပွဲဆက်ရှုံးထားလို့ဒါအန်ဒါပရက်ရှာဖြစ်နေတဲ့အတင်းကိုမန်ယူအတင်းကဥဆောင်ကိုရသွားတဲ့အတွက်လပမှုအတင်းနဲ့လပမှုအတင်းအနေနဲ့တော်တော်လေးကိုမှတိုင်ပတ်သွားတယ်အဲချိတ်ဆက်တွေအနေနဲ့လည်းအရင်အားရစရာမကောင်းတော့ဘူးပေါ့နော်အဲ့လိုမျိုးအနေထားရင်လည်းကျွန်တော်တို့တိုက်စစ်တော့ပြန်ဆင်တယ်လပောင်းအနေနဲ့တိုက်စစ်တွေဖြည်းဖြည်းနဲ့ပြန်ဆင်တယ်ကပိုးရဲ့ကန်ချက်တွေတိုင်ထီတာတွေအပါဝင်ဆိုတော့ဒါတို့တို့အတွက်တော့နှမျောစရာအရင်ကောင်းခဲ့တယ်ပေါ့နော် တော့ကျွန်တော်ဒီပွဲမှာဆိုရင် position အနေနဲ့တပွဲလုံးခြုံကြည့်မယ်ဆိုလပါဘူးကဒါဒုတိယပိုင်းတပိုင်းလုံးတော်တော်လေးဟိုဖိကစားခဲ့တာဖြစ်ရ64ရာခိုင်နှုန်းတော့ရှိခဲ့တယ်။ Man U က36ပဲရှိတယ်ပေါ့နော်။ expected goal မှာဆိုလဲဒါလပါဘူးကတိုက်စစ်ပိုဆင်းတယ်။ဒါပေမဲ့ ကပူတိုင်ထိတဲ့အလုံးတွေကလွယ်ပြီးကျန်တဲ့အလုံးတွေကကျောထည်တဲ့မှာတော့အရင်ဒိန်ကြမဖြစ်ဘူးလို့ကျွန်တော်ထင်တယ်ဗောနော်ဒါမှ2.75လို့တော့ပြထားတယ်ဒီ HP တက်ကူက2.75တော့တော်တော်လေးများတဲ့အာဂိန်းကနန်းဗောနော်မန်ယူက1.34ပဲရှိတယ်1.34ရှိပြီးတော့ဒါနှလုံး9ရခဲ့တိုတယ်ရှုမှာဆို16ချိန်ချင်းဒီလပါဘူးက9အဲတူတဲရှုလုံနိုင်ခဲ့တယ်မန်ယူက12ချိန်ပဲလုံနိုင်ခဲ့တယ်ဘီချန်ကတော့နှစ်တင်းစလုံး9ချိန်ကြီးရခဲ့ကြတယ်ပေါ့နော် နောက်တစ်ခုက short on target မှာ Liverpool က6ဂျိန်တကူရတယ်။ Man U က4ဂျိန်မှာ2ကူရတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ဒီဂိုးတွေကတော့ဒါ2မိနစ်မှာအမ်ဘူမိုတွင်းနေပြီးရင်88မိနစ်88မိနစ်မှာဒါဂက်ဘိုတွင်းနေပြီးတော့မကွိုင်းက84မိနစ်မှာတွင်းနေအဲ့တော့ အဲဂိုးတွေရသွားတဲ့မန်ယူဂိုးတွေရသွားတဲ့အနေအထားကနေကြည့်မယ်လို့ဘရူနိုဖာနန်ဒက်ရဲ့ပေါ်ဝင်ပတ်တက်မှုတွေကနေအကုန်လုံးစခဲ့တယ်ပထမဂိုးမှလည်းဘရူနိုရဲ့ဒီစပြီးတော့အာမက်ကိုပေးရတယ်ဂိုးစရတယ်ဒုတိယမကွန်ရဲ့အလုံးကလည်းဒါဘရူနိုရဲ့ဒါမြေမကျ cross ball လေးပေါ့ဗျာတော်တော်လေးကိုမှဒါ wall class sand နဲ့ဖြတ်တင်ဘောလို့ပြောလို့ရတယ်ပေါ့တော်တော်လေးကောင်းပါမကွန်ရကလည်းဒါလီဗာပူးရဲ့အေရာအထင်းမှာနေရာဆင်းနေယူထားပြီးတော့ခေါင်းအေးဆေးတိုက်ွားခဲ့ဒီနေ့မှာလီဗာပူးအတင်းနောက်တန်းအားနည်းချက်ဒီ တော်တော်လေးမြင်တွေ့ရတယ်။ဗန်တိုင်းလည်းကျသွားပြီ။ဒီအမ်ဘူမိုတွင်းတဲ့အလုံးဆိုရင် အမ်ဘူမိုထပြေးသွားတော့ဗန်တိုင်းမြင်တယ်။သူကအရင်နောက်ကိုနောက်တန်းကိုပြန်ဆင်းနေအနေထားမှာသူ့ကိုကြော်ဖြဲကြော်ပြေးသွားတော့ခံလဲရတယ်။ဒါဒီသူဒီနောက်ကိုပြန်ပြီးတော့လှဲ့မကြည့်တဲ့အချက်တွေဟိုဟိုနည်းနည်းလေးမထင်တော့ဘူးဆိုတဲ့အရာမျိုးသူအထင်သေးသွားတဲ့သဘောမျိုးပဲနော်။စပိတ်လွတ်ပေးလိုက်တယ်။အဲ့လိုပုံစံမျိုးဖြစ်သွားတယ်။အဲ့တော့ အဲ့တော့အဲ့ဒါကြောင့်လည်းကျွန်တော်ခမောင်းပေါ်ကြိုက်ခဲ့တာလက်ပါဘူးနောက်တန်းအားနေလို့လေပေါ့နော်လက်ပါဘူးနောက်တန်းတော်တော်လေးကိုမှဒီနှစ်ရာဒီမှာပွဲတိုင်းဒီပါဂိုးပေးရသူတို့အာဆင်နယ်နဲ့တပွဲပဲအိမ်ကူးမှာဂိုးမပေးရခဲ့ဘူးမပေးခဲ့ရတာဂျန်နဲ့ပွဲစဉ်တွေအကုန်လုံးသူတို့ဂိုးပေးခဲ့ရတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်အဲ့တော့မန်ယူအသင်းအနေနဲ့ကတော့ဒါဘန်ဟားလက်ထက်ပေါ့2016ခုနှစ် နော်ဇန်နဝါရီ18ရက်နေ့မှာကန်ခဲ့တဲ့လပါဘူး0 Man U 1เนาะဒီပွဲစဉ်နောက်ပိုင်းဒါ MP ကွင်းမှာပထမဆုံးနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲတော့ဘန်ဟားလက်ထက်မှာဒါ Rooney ရဲ့88မိနစ်ဂိုးနဲ့ဒါ MP မှာနောက်ဆုံးနိုင်ခဲ့တာပေါ့เนาะအခုက2025အောက်တိုဘာ16ရက်နေ့ညမှာဒါပြန်ပြီးတော့အနိုင်ရတယ်ဆိုတော့ဒါ2025နဲ့2026ဆိုတော့ဂျားထဲမှာ6နှစ်လောက်ဒါဟာဝိုင်ပေါ့နော်9နှစ်ဆိုတဲ့အတိုင်းဒါနည်းနည်းအတိုင်းဒါတော့မဟုတ်ဘူးပေါ့10ဆုနှစ်ညီပါပဲပေါ့နော်10ဆုနှစ်ပဲပြောပါအဲ့တော့ တော့ကျွန်တော်ကတော့ main fan တွေကတော့ဒီ Liverpool ရဲ့ MP ကွင်းမှာနိုင်တာပို့ပြီးပြောတယ်။ Old Trafford မှာနိုင်တာထက်ဆိုင် MP မှာပို့ပြီးပြောတယ်။တို့လည်း Liverpool fan တွေလည်းကျွန်တော် Man U အကွင်း Man U ကွင်းဒီ Old Trafford မှာလာနိုင်ပို့ပြောတယ်သလိုပဲပေါ့ဗျာ။သိရမလား။အဲ့တော့ဂျိုးဂျာသာစားရတာပေါ့နော်။အော် line ပေါ်မှာတော့ဒါလီနေနေတိုက်နေကြတာအများကြီးပဲပေါ့ဗျာ။သိရမလား။အော်နောက်ထပ် big moment ကဘာရှိမလဲလဲမကွမ်းရရဲ့ goal ပါမကွမ်းရမနစ်ကလေးကကျွန်တော်လပါဦးအင်ကင်တူတူတေးပွဲဒီ ပြီးများလီပွဲစဉ်မှာတူတူတည်ကြတဲ့ပွဲမှာနောက်ဆုံးမိနစ်မှာမကွမ်ရရဲ့ပိတ်ခွင့်ရတယ်ဒီဇက်စီးပေးလိုက်တယ်လို့ဇက်စီးပေးရဇက်စီးရတယ်နည်းနည်းလေးလိုရတယ်ဘောလုံးပေးရအောင်ဟိုအငြိမ်မပေးရနည်းနည်းထောက်ထောက်နေပေးလိုက်တဲ့အတွက်ပိတ်ရတဲ့သူကထောင်ကန်လို့ဖြစ်သွားအဲ့တော့အဲ့ဒီအလုံးကမကွမ်ရမနေမိနစ်ကအလုံးကလေးရတာမကွမ်ရဒီတွင်းတဲ့အလုံးဝင်ခဲ့မယ်ဆိုရင်အဲ့ဒီကလေးကတူတူနဲ့မယံအန်ဖီမှာစနိုင်အဲ့တော့မိနစ်ကမနိုင်ခဲ့လို့ကျွန်တော်တို့မကွမ်ရကိုစိတ်ပြတ်ခဲ့ကြတယ်ဆိုပေမဲ့ဒီနေ့ရဒီနေ့ ွဲမှာတော့ဒါမကွန်ရကသူ့ရဲ့မနစ်ကဒါပေါ်ပေါ်ပေါ်ပြင်းပြင်းဖြစ်သွားတဲ့အရာတစ်ခုဒီနေ့ပြန်ပြီးကလေးသားခြေပြလိုက်တယ်ပေါ့ဗျာအဲဒီနေ့တော့သူလုတ်ပြနိုင်ခဲ့ပြီဒါခေါင်းတေချာလေးတိုက်သွားခဲ့တယ်ပေါ့နော်ဒီလိုမျိုးဒီပွဲပီးကန်ဒီပေါ့နော်ရေထဲမိုးထဲအချိန်ဒီမှာမကွန်ရလုတ်ပြခဲ့တဲ့ခေါင်းတိုက်ကိုညာဒီဂိုးနဲ့ဆိုတာနှစ်ခိုးသုံးခိုးမြောက်ဖြစ်မယ်ဗျရှေးမိနစ်ကရာဒီယူပါလီမှာလိုင်ဝင်တဲ့ပွဲစဉ်မှာနောက်ဆုံးမိနစ်မှာအချိန်ပေါ်နောက်ဆုံးမိနစ်မှာဒါ ကိုးတိုက်ခေါင်းတိုက်ပြီးခိုးထက်ကိုးတွင်းပြေးပြခဲ့ပြီးရပါတော့အဲ့လိုမျိုးဆိုတာဒါမကွန်ရကကျွန်တော်တို့ပြောရမယ်ဆိုရင်ချီကျူးဖို့ဒီလိုနောက်ဆုံးအချိန်ပေါ့နော်ပွဲပြီးကန်ဒီအတင်းအနေနဲ့အနိုင်ရမှတ်ဒီလိုရနေတဲ့အချိန်ကိုးရီလိုရနေတဲ့အချိန်မှာရည်တဲ့မိုးတဲ့အချိန်မှာဒါကဲတင်ရှင်တယောက်လိုဖြစ်နေတယ်ဒါမနစ်ကလည်းကျွန်တော်တွေးခဲ့ရပြီးပြီပေါ့နော်ဒီနေ့လည်းထက်တွေ့ရတူအနေနဲ့ဒါဆိုရှယ်လက်ထက်ပေါ်မတိုင်ခင်ပေါ့နော်ကျွန်တော်တို့ဒီ တို့ရှားလက်ထက်လားမော်ရင်ကိုလက်ထက်လားကျွန်တော်မေးတော့မေးပါเนาะအဲအတင်းကောင်းဆောင်ကနေပြီးတော့တို့ရာဒူးဖိရှားခံရတယ်ပြီးတော့ဘရူနိုဖာနန်ဒက်ကိုတို့ပေးခဲ့အဲ့ဒီနောက်ပိုင်းမှာမကွန်ရအနေနဲ့အရန်ခုံနေလဲတော်တော်များများထိုင်ခဲ့ရတယ်ဒါပေမဲ့သူ့အနေနဲ့ဘာမှ complaint မတက်ဖ ೇನೆ တာနီးပြထားရမှာနေခဲ့ပြီးတော့ကြိုးစားခဲ့တယ်တိတ်တိတ်လေးကြိုးစားခဲ့ဟောဒီနေ့မှာတော့ကျွန်တော်တို့ဒါဒီနေ့မတိုင်ခင်ထိပိုင်းဟိုနီးပြခိုင်းခိုင်းဆိုလို့ခိုင်းတဲ့အတိုင်းလေးဒါတေချာလေးလုတ်ပြနိုင်ခဲ့ကြတယ်တွေ့ရတယ် လူနိုဟိုလူစားလဲပြီးနောက်ပိုင်းမှာဒါကပတိန်လက်ပတ်နဲ့ဒီနေ့ပုံမှန်ကျွန်တော်ပြန်မြင်ခဲ့ရတယ်ပေါ့နော်အဲနောက်တစ်ခုချီချိုးကြပါရှိလဲဆိုလာမန်ပေါ့နော်ဂိုဒမားလေးပေါ့ကျွန်တော်တို့ဂိုဒမားအတက်လေးဒါအန်ဝတ်ကနေခေါ်ထားဂိုဒမားလေးဒီဂိုဒမားလေးကကျွန်တော်နှစ်ပွဲကလာထားတယ်ဆန်နာလန်နဲ့ပုံမှန်ကလင်းရှိရတယ်လက်ပေါင်းနဲ့ပုံမှန်တကူပေးရဒါပေမဲ့လက်ပေါင်းနဲ့ပုံမှန်တကူပေးခဲ့ရတဲ့အလုံးကလွဲလို့ဂျန်တဲ့ပွဲတွေဂျန်တဲ့ဂိုးကာကွယ်မှုတွေကတော်တော်လေးကိုမှကောင်းပါတယ်ဒါဇက်စီအဲ sorry ကျွန်တော်တို့ အစ်ဆက်ပေါ့နော်လူရှောင်းနဲ့မကွန်ရချားကနေဖြက်ပြီးပြေးထွက်သွားတဲ့အစ်ဆက်ရဲ့ဒါကန်တဲ့အလုံးနေနော်တော်တော်လေးကိုမှဒါဟိုကောင်းကင်မှုကောင်းကောင်းနေလုံနိုင်ခဲ့ဒီကိုတမားကိုဒါကျွန်တော်တို့ပွဲကြီးကလားဝင်ထက်ပြီးပေးမယ်အချိန်ပေးမယ်ဒါပေးမယ်ဆိုရင်ကျွန်တော်နောက်ပိုင်းမှာဒီဂီယာလိုမျိုးဖြစ်လာနိုင်ခြင်းများတယ် short keeper ပေါ့နော်သူကတော့ဒါ super keeper design တော့မဟုတ်ဘူးသူ့အနေနဲ့ဒါရှေ့ကိုဖြတ်တင် ball ကြီးပေးတယ်အဲ့လိုမျိုးတွေမြင်ရတယ်ပေါ့နော် ဟိုဘာဖြစ်ဖြစ်အိုနာနာလို့ပါလို့စူပါစူပါကီပါဂိုရမဆိုမယ်တကယ်တကယ်ဒီလိုရှော့ကီပါလीတော့ဒီဒီဖန်ဒီဂိုးပေါက်ကာဝင်မှုပိုင်းမှာဘာမှအားရကြမှာမရှိဘူးပေါ့နော်အဲ့တော့လာမင်းလို့ပါလို့ကပို့ပြီးတော့ကျွန်တော်တော့ကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့လက်ရှိမန်ယူကစားနေတဲ့ဒီဆန်လာလန်းနဲ့ပွဲရဲ့ဒီနေ့ဒီနေ့မနေ့ညကစားသွားတဲ့ဒီလက်ပေါင်းနဲ့ပွဲရဲ့ဒီအသင်းသားတွေရဲ့ဒီ program unite unit ဖြစ်မှုပေါ့နော်ဒီစီလုံးညီညွတ်မှုတွေဒီနိုင်လိုစိတ်ပြင်းထန်မှုတွေအကုန်လုံးကိုဒါ အကုန်လုံးကတော့ကျွန်တော်တို့အတွက်တော့ဒါဝန်တာစရာကောင်းတယ်အားရစရာကောင်းတယ်ပြီးတော့ဒီနေ့မှာ Sasco ပွဲထုတ်မလာဘူးဆိုရဲနီးပြူအပိုင်းတွေကိုကျွန်တော်ကအစားကတော့အလောက်ထိမတွေးမိဘူးเนาะနောက်ပိုင်းမှာတော့ဒါနီးပြအမုံကြီးဖြစ်ရှင်တဲ့ဒီလဘောင်းနောက်တောင်ထုံးနေခြင်းတဲ့အရာတွေကိုတွေးလိုက်တဲ့အခါမှာတော့ဒါမှန်ကန်မှုရှိရတွေးအပိုင်းမှာတော့ Sasco တော့ထည့်တယ်အမြင်ပေါ်ရင်းနဲ့ပြန်ပြီးတော့ဒါခေါင်းပန်းခေါင်းပေါ်တွေဥဆောင်မှုဥဆောင်နိုင်အောင်ရအောင်ယူတယ်ဥဥအောင်ယူတယ်ပေါ့เนาะ အော်မင်းစင်မောင်ရဲ့ကိုညာရဲ့အမ်ဘူမူရဲ့ဒီ၃အောက်ကလုံအောင်အဲပလက်စင်းကစားနိုင်တဲ့ကစားသမားတွေလေဘာဝူရဲ့နောက်တန်းကိုပရက်ရှာပေးနိုင်တဲ့ပုံစံမျိုးတူတူကစားသွားတယ်။ကွင်းလက်မှာလည်းဒီနေ့ကတ်စမဲရိုကလည်းဒါအမှားယုံမရှိခဲ့ဘူး။သူ့ရဲ့အဝါကက်ဒါဆာလက်ကိုဖောင်းလိုက်တဲ့အဝါကက်ကဒါလုံထင်တော့တဲ့အဝါကက်ပဲ။ဒီဝါကက်နဲ့ကျွန်တော်သူ့ကိုသွားပြီးအပြစ်ပြောကြမျိုးပဲ။ဘာလို့ ဟိုရှေ့မှာကိုကစားသမိုင်းအများကြီးရောက်နေတဲ့အချိန်မှာဆာလက်ဆွဲပြေးသွားတဲ့အချိန်မှာကောင်တာပေါက်သွားမှာအဲ့ရအောင်ဆာလက်ဆွဲတဲ့အချိန်မှာဆက်လာခြင်းမှာချက်ချင်းစလိုက်ထိုးလိုက်တယ်ဝါကက်ထီရင်ဒါတန်းတယ်အဲ့တော့တိတ်မကြဘူးခဏနေချက်ချင်းပဲဒါဥကာဒီနဲ့ပြောလဲဒါကလည်းနီးပြလွယ်တယ်မှန်တယ်အဲအာမက်ကိုလည်းအဝါကက်ထီလို့ဒါနီးပြလဲလိုက်တဲ့ပုံစံဖြစ်သွားတယ်ဒါပေမဲ့အာမက်ထွက်သွားတဲ့နောက်ပိုင်းမှာတော့ဒါအိုက်ဘက်ညာဘက်ချမ်းအမှုမုန်းတဲ့အာမက်တွေလုံးကအရန်ကြီး ဟိုဒူးတွဲခဲ့ရလို့တွဲတုံးကလို့မျိုးအရင်လှုပ်လှုပ်ခက်ခက်တော့မရှိတော့ဘူးပေါ့နော်နည်းနည်းတိုက်စစ်တော့တိုက်ပဲလမ်းကြောင်းတော့တည်သွားတဲ့ဘောမျိုးတွေ့ရတယ်။အော်ဒီနေ့မှာတော့ကျွန်တော်တို့လဘာဦးလည်းကောင်းပါတယ်ဒါပေမဲ့လဘာဦးနည်းနည်းလေးဟိုခြေလမ်းကျသွားတယ်ဗျ။ဟိုဘယ်လိုပြောမလဲအချိတ်ဆက်တွေလွဲနေတယ်။နီးပြားရဲ့ view ကပဲမှားနေတာလား။ကလားမားကြီးကပဲနားလည်မှုတွေလွဲပြီးတော့ခြေလုံးညွန်မှုတွေပျောက်ပျောက်ပြက်နေတာလားပေါ့နော်။ဒီလိုမျိုးတွေမနစ်ကလဘာဦးအိမ်ကွင်းဆိုရင်ကျွန်တော်တို့ကလုံးဝဒိန်းကြပဲ။ ဒီနှစ်လဲမကောင်းမို့ကောင်းပါဒါပေမဲ့ဟိုဘယ်လိုပြောမလဲအားရစရာမကောင်းဖြစ်နေသူတို့ရှေ့မှာတုံးပွဲနဲ့ရှုံထားတဲ့ဟာကလည်းသူတို့ကိုနည်းနည်းလေးစိတ်သက်တည်ကြကြစီသလားတော့မပြောတတ်ဘူးပေါ့နော်အော်ကျွန်တော်ကတော့လင်ပါဘူးပြန်လာမှရမယ်ဒီတိုင်းဆက်သွားမယ်ဆိုရင်သူတို့ပြင်းများတိုက်တဲ့ဝေးရနေထွက်သွားရနိုင်တယ်လက်ရှိမှာလည်းအာဆင်နယ်နဲ့ဒါ၄မှတ်လောက်ကပြတ်သွားပြီဆိုတော့ အဲဘယ်လိုပြောမလဲနောက်ထပ်ရှုံးမွေးထက်တွေ့လို့မရအောင်ချန်ပီယံလိကလည်းဂျာရဲမှာဒါဖရန့်ဘက်ကိုဂျာမနီကိုဝေဝင်သွား game အဲ့ပြီးပြန်လာရင် brandford ဝေဝင် brandford ဆိုတာကလည်းဘာဦးနဲ့တွေ့ဒုက္ခပေးနေကြအတင်းအဲ brandford အိမ်ဝင်းမှာသွား game ပါနည်းနည်းလေးတော့ struggle ဖြစ်မယ်ပေါ့နော်အော်လဘာဦးအနေနဲ့ ကမ်ဘတ်တော့လိုရမယ်သူတို့ဒီနေ့ရတီမှာအာဆင်နယ်နဲ့အပြိုင်လူအကောင်းဆုံးလူအများဆုံးခေါ်ထားရယ်ပေါ့နော် transfer window မှာအများဆုံးတုံးထားတဲ့အတင်ဖြစ်ပါတယ်အဲ့တော့ isa အနေနဲ့ကလည်းကျွန်တော်အနေနဲ့ဒီတက်ပို့ပြီးတော့တိုးတက်ဖို့လိုအပ်တယ်ဟိုလဘောင်းတင်းသားရယ်လဘောင်းမှာပို့ပြီးတော့ဒါအသားကြားဖို့လိုအပ်နေတယ်လို့ကျွန်တော်ထင်တယ် fabian wick ကလည်းအဲဝစ်ကဘလို့ဖြစ်သွားတယ်မျိုးလင်ပါကူသင်မောက်တော်တော်လေးကောင်းနေပြန်တော့လင်ပါကူမှာတော်တော်လေးတိုင်ပတ်နေသူ့ကိုကြည်ရတာเนาะကဲအဲ့တော့ဒီနေ့တော့ဒါ ျွန်တော်အတင်းနိုင်လို့ကျွန်တော်ဒီဗီဒီယိုလုပ်တာပေါ့ဗျာကျွန်တော်တောင်းတောင်းဒါဒီနေ့ရာဒီသဘုံမှမလို့ရတယ်ဒီလိုဒီလိုမျိုးဒါ review ဗီဒီယိုခေါ်ပါဘောနော် fan reaction ပုံစံမျိုးပေါ့အော်ဒီနေ့မှာတော့ကျွန်တော်မန်ယူတင်းရလမ်းတမိုင်းအကောင်လုံးကျွန်တော်အကောင်ကြိုက်တယ်အကောင်လုံး rating အကောင်လုံးအကောင်ဆုံးနေပေးခြင်းတယ်ဘယ်သူမှအားနေခြင်းမရှိဘူးလို့ကျွန်တော်မြင်တယ်အဲလူ short လေးတော့နည်းနည်းလေးအာအာမရတာတော့ရှိကြပါတော့ဒါပေမဲ့ဘာဖြစ်ဖြစ်ဒီလိုမျိုးနိုင်ပွဲရဖို့ဆိုတော့တူတယောက်တည်းကောင်းဖို့ကောင်းလို့မရဘူးတသိန်းလုံး7တယောက်ကစားနမ7တယောက်စလုံးစီးလို့ညှဉ်းညွတ်မှုရှိရှိ ဒါအကောင်းဆုံးပုံစံပြပြီးမှပဲသူတို့နိုင်ပွဲမျိုးကြီးရတာဆိုတော့ဒါအကုန်လုံးအနိုင်ရဖို့ထိုက်တန်တဲ့ကစားသမားတွေလို့ပဲကျွန်တော်ချီးကျူးချင်ပါတယ်အဲဂိုဒမားလီလည်းတပေါ်ကြသလိုဒီနေ့ဘရူနိုဖာနန်ဒက်ရဲ့ဒါ walkless pass တွေเนาะဒီလို pass တွေမြင်ရတာလေကောင်းတယ်ဒုတိယပိုင်းမှာတော့အမားတွေနည်းနည်းလေးလုံမိတယ်ဆိုပေမဲ့ဗာဟိုလူလူဆိုတော့ကျွန်တော်အမားနဲ့မကြည့်ဘူးပေါ့နော်ဒီလိုပဲကျွန်တော်ဖြည့်သိမ်းလို့ရပါတယ်နော်အဲဘရူနိုအနေနဲ့မန်ယူအတင်းကိုကယ်တင်ခဲ့တဲ့အရာကြီးအများကြီးပါပဲနော်အဲ့တော့အမ်ဘူမိုလည်း ါကောင်းတယ်လုံနေတော့လုံသွားတယ်ကုညာလေးကိုတော့ကိုစပြီးတော့ရသေးခြင်းမီးကုညာနေနဲ့ဒါတူနေနဲ့ယုံပြီးတော့ကစားပြနေတယ်မှွေနောက်ပြီးကစားပြနေရဆိုပေမဲ့ကိုမရသေးရတဲ့တူလည်းနည်းနည်းလေးတော့ဒါ unhappy ဖြစ်နေတယ်ပေါ့နော်အော်တူကိုပျော်ရွှင်ဖို့ဆိုရင်တော့ကိုလေးတော့ကိုတကူတော့တွင်းနိုင်ဖို့လိုအပ်နေသေးရလို့ထင်ပါတယ်ကဲအဲ့တော့ဒီနေ့တော့ကျွန်တော်အတင်းနိုင်တယ်ကျွန်တော်လည်းဒါဂျူးကြသားလေးစားလိုက်အောင်ပဲပေါ့နော်ဒီနေ့တော့ဂျူးကြသားဟင်းလေးချက်စားမယ်အဲ့တော့ အဲ့လိုမျိုးလေမတိုက်ရတာလဲကြာပြီပေါ့ဗျာကျွန်တော်တို့မန်မန်ယူအသင်းဖန်တွေကတော်တော်လေးကိုမှဟိုစိတ်ညစ်စရာစိတ်ပျက်စရာရလက်တင်နေပဲဒါနေသားကြနေတယ်လို့ဖြစ်နေခဲ့တာပေါ့နော်အဲ့တော့အခုတော့ဒါ9 3လေးပြောမယ်လို့ဖင်ကောင်းလာကြရပါဗျာဖင်ကောင်းကြရပါဗျာနော်အဲ့တော့စိတ်မဆိုးပါနဲ့ကျွန်တော်ညီကိုလေဒါဒီဒီဗီဒီယိုကတော့ဘောလုံးပွဲရွေးချယ်ဗီဒီယိုမဟုတ်ပါဘူးဘောလုံးပွဲရွေးချယ်ဗီဒီယိုညရက်ဆက်တီကိုတော့ဒါတိုင်းဘိုင်ဘိုင် channel တိုင်းလေး channel မှာအကုန်ပို့ထားပြပါပြီမောင်းမောင်းလေးကပေါက်ပါတယ်ညမောင်းလေးကပေါက်ပါတယ် အဲနောက်တစ်ခုက member disk ကတော့ဒါ၃၅ကွက်ပေးတယ်၃ကွက်အပြည့်အောင်တယ်၂ကွက် ကတော့ပြားလေးတွေရှုံးတယ်เนาะလေပေါင်း၉ပေါ်ပြားရှုံးတယ် real metric body ပြားရှုံးတယ်ကျန်တဲ့ two loss body အပြည့်ရမယ် front bus ၉ပေါ်အပြည့်ရမယ် lorian ၉ပေါ်အပြည့်ရပါမယ် free ကတော့ကျွန်တော် online ticket နေနဲ့ကျွန်တော်ပို့ပါကစားဖို့ကျွန်တော်တပွဲချင်းတွေလိုက်ပြီးချင်းကက်ပေးခဲ့တယ်ဒါပေမဲ့ italy လုံးဆန်းနဲ့ကျွန်တော်ကြုံလိုက်ရတဲ့အခါမှာကျွန်တော်နစ်နာမှုတွေများသွားတယ် germany ကလည်း ဒါနှစ်ပွဲသလုံး5ပေါင်တက်သွားတယ်ကျွန်တော်ကျွန်တော်ကဂျာမနီတစ်ပွဲ5ပေါင်နောက်တစ်ပွဲ6အောင်ပဲပေါ့နော်အဲ့လိုပုံအဲ့လိုမျိုးကြိုက်တာပေါ့ဒါပေမဲ့တက်သွားတာပဲနော်မနေ့ကတော့ဘလူကြီးဖြစ်သွားလဲမသိဘူးပြီးတော့မနေ့ကလီဗာပူးနဲ့မန်ယူကလည်းမန်ယူအဝေးကွင်းကနိုင်တယ်စပါးနဲ့အက်စတန်ဗီလာအဝေးအဝေးအတင်းဗီလာကနိုင်တယ်အဲ့မနေ့ကပြီးများလိမှာဆိုရင်အဝေးအတင်းနဲ့အကုန်နိုင်သွားတယ်ပေါ့နော်အီတလီနဲ့ပြင်တင်နေတာဗျောင်းမြန်ကန်ပေးသွားရပြကျွန်တော်အီတလီစီးရီးကြည့်လိုက်လို့ရှင်ဒီမနေ့ AC နဲ့ဖီယိုနီယာပွဲမတိုင်အကုန်၉ရောက်ကန်သွားတာเนาะ ပြီးတော့ AC ပွဲမှာသူတုံးလုံးရပြီ goal ပေါ်ပါပြင်းနေလီကူဝမ်းကလည်းအဲ့လိုပဲဒီမနေ့က line လီနဲ့ net net ပွဲမှာတိုင်အကုန် goal ပေါ်ကြီးရကန်တာပေါ်ချက်ပဲတူတူတူတီတူတီလေးကြီးပဲနောက်ဆုံးပွဲကြမှာ line net net ပွဲမှာ goal ပဲအပြင်တဲ့အီတလီကအဲ့လိုဟိုတိုင်ပင်များရိုက်ထားလားမသိဘူး၊ကြိုက်ထားလားမသိဘူးเนาะအဲ့လိုလေးလောက်သွားတဲ့ပုံစံရှိတယ်။အဲကြောင့်မလို့ကျွန်တော် AG နဲ့ view ကိုပေါ်ပေးခြင်းပေမဲ့ကြောက်လို့ကျွန်တော်မပေးလိုက်တော့ပေးလိုက်ရင်တော့ရအောင်မှာပေါ့ဗျာ။ဒါမှလည်းမလို့ချင်တော့ဘူးလေเนาะ။နောက်နှစ်ခါမှမိုက်တော့ဘူးပေါ့เนาะ။အဲ့လိုမျိုးပုံစံဖြစ်သွားပါတယ်။ ကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်တို့ဒီနေ့တင်တာညရွေးချယ်ဗီဒီယိုနောက်မှလာပါမယ်ညနေလောက်မှကျွန်တော်လာပါမယ်ဒီနေ့၃ပွဲရှိပါတယ်เนาะ၃ပွဲရှိတယ်ပြီးများလေး၃ပွဲရှိမယ်ပေါ့เนาะစပိန်နဲ့အီတလီလာ၃ပွဲရှိပါတယ်เนาะကျွန်တော်မလဖန်ကြိုင်ချန်ပီယံလိရှိပါမယ်ချန်ပီယံလိပွဲလေးမှာကျွန်တော်အလုံးနဲ့ပြန်လဲတွေ့ဆုံကြပါတယ်မလဖန်ကျွန်တော်မောင်းနေပြန်ရွေးပြမယ်ဒီနေ့တော့ဒါ၃ပွဲလေးရှိတော့မောင်းကတော့မတည်ကြဘူးပေါ့เนาะအာဒီနေ့ကိုမန်ပါแท้ရပဲ member နဲ့ fee တက်ကိုအတူတူချပေးပါမယ်။အာမနေ့က fee တက်ဒီ online တက်ကအရင်အဆင်မပြေသွားတဲ့အတွက်ပေါ့နော်။အဲ့တော့အားလုံး ဆုံးကြည့်ချပေးကြတဲ့ကျေးဇူးအများကြီးတင်ပါကျော်ညနေကြအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေအားလုံးကိုလက်ပါ